မင်္ဂလာပါရှင် MMI နဲ့ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီတစ်ခေါက်မှာတော့တဝက်အစအစဖြစ်တဲ့ရှစ်ချင်ကိုတုံဆောင်มาဖြစ်ပါရယ်ဒါလေးဒီကတော့ပအဝင်ပစ္စည်းလေးတွေဖြစ်ပါရယ်ဒါဆိုရှစ်ချင်ပေါ့နော်နောက်ပြီးတော့ဒါမုတ်ဖက်နန်နံပင်စက်သွန်ဖြူစက်သွန်နီနောက်ပြီးတော့

ဘာလို့ရေဆိုင်ထားလဲဆိုတော့ချက်သွမ်းမမော့အောင်လို့ပါ။နောက်ပြီးတော့ချက်သွမ်းဖြုန်တဲ့ငူသီးစိမ့်လေးတွေကိုနှုတ်နှုတ်ဆင်ပါမယ်။ပြီးရင်ပါဝင်ပစ္စည်းလေးတွေထည့်လိုက်ပါမယ်။အခုထည့်နေရတာကတော့ချက်ချင်းဖြစ်ပါတယ်။ပါဝင်ပစ္စည်းလေးတွေလည်းစုံပြီဆိုတော့ ရတာအနေနဲ့ချုံမလေးနည်းနည်းထည့်ပါမယ်။ဘာလို့လဲဆိုတော့ခုံးမှာကျတော့အချင်းစိမ့်ထားတာဖြစ်တဲ့အတွက်အချင်းကတော့မလိုတော့ဘူးပေါ့နော်။ပြီးရင်တမအောင်မွေးပါမယ်။ဆိုရင်တော့အရင်အရသာရှိတဲ့ဒဝေရိုးရရှက်ချင်အထုတ်လေးရပါပြီရှင်ဒီနေ့တွေ YouTube channel ရဲ့အစီအစဉ်ကတော့ဒီလောက်ပါပဲနောက်ထပ် video အစ်စ်လေးလည်းလာမှာမို့လို့ YouTube channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်